ကိုတော့နာမည်ကရှင်စနကဘောဓိဟုတ်သလားမှန်ပါဗျာဘောဓိကဘာကြောင့်ထရသလဲအကြောင်းရှိသလားမှန်ပါတပည့်တော်တို့ចောင်းတိုက်မှာပွဲအမြီစင်တူကစနကတွေ၃ပါးရှိပါတယ်ဗျာစနကချင်းကွဲပြားအောင်လို့တပည့်တော်တည်င်းသုံးနဲ့ဘောဓိကြောင်ရဲ့အမြီကိုနောက်ကထဲလိုက်ရတာပါအရှင်ဗျာ ကောင်းပြီ body ရဲ့အနက်ဘယ်နှမျိုးတည်တလဲမိမိယူထားတော့အမည်နဲ့ပတ်သက်၍မေးလိုက်တော့အခါထိုပထမဆုံးမိခွန်ကြောင့်သူ့ရင်ထဲတွင်ပေါ့ပါသွားလေသည်အပိဒံကိုနှုတ်ငုံအကုံဆောင်ထားတော့ကြောင့် body ဤအနက်အတိတ်ပဲ၄မျိုးကိုတပည့်ညူတာညံတော်မအစညောင်ပင်အထိတူတွက်လက်စွာဖြေနိုင်ခဲ့သည် ဒါဖြင့်ကိုရောနာမည်မှာဘယ်အနက်နဲ့ဘောဒီကိုယူတလဲညောင်ပင်ဆိုတဲ့အနက်ကိုယူပါတယ်ဖေဟာဘာကြောင့်လဲသူဒီအနှဲငယ်ရှက်တွေးဖြင့်ခတ်တွတ်ဖြီမိ၏တစ်တပင်ကောင်းရင်ငှက်တောင်နားရတယ်လို့အဆိုရှိတော့တပည့်တော်ရဲ့အယိတ်အာဝါဒဟာဗုဒ္ဓတာဒနာတော်ကိုခေလုံခြင်းနဲ့ ဝေနီယတတ္တဝါဒီအတွက်အင်းငိမ့်မှုကို ပေးနိုင်ခြင်းတဲ့အနက်အသိပဲနေပါဖေ။အိန္ဒြေကြီးတော်ဆရာတော်ဤမျက်နာတော်ကိုမဝိမရေဖူးမြော်လျက်လျှောက်ထားတော့အခါဆရာတော်ဤမျက်လုံးများပြုံးယောင်တန်သွားလေသည်။နောက်ဆရာတော်တပါးကသူ့အားဆူဆူဆဆိုက်အကဲခက်လျက်မေခွန်းထက်မေးသည်။ ကိုတော့အရင်အဲ့ဒီခုံမှာထိုင်သွားတဲ့တန်ခါဟာကိုတော့ကိုပထန်းရဲ့ဘယ်ပစ္စည်းနဲ့အကျိုးပြုသွားတယ်လဲသူအနှဲငယ်အုံတော့ခြောက်သွားခဲ့ဤ24ပစ္စည်းကို စိတ်ထဲမှလင်မြန်စွာ အနက်အဓိပ္ပာယ်တွေစဉ်းစားယူရသည်ဥပနိတယပစ္စည်းရောအညာမညာပစ္စည်းရော မဟုတ်သေးဘူးတိတ်ကြရှည်စဉ်းစားနေ၍လည်းမကောင်းပေ တူသည်ဆုံးဖြတ်ချက်ကိုမြန်မြန်ချ၍မြန်မြန်လျှောက်ထားလိုက်၏တူထွက်သွားပြီးမှတပည့်တော်ဝင်လာထိုင်ရတာဆိုတော့မရှိခြင်းနဲ့အကျိုးပြုတဲ့အတွက်နတ်ထီးပစ္စည်းနဲ့ပါဖေ။ဆရာတော်များတပားမျက်နာကိုတပားအကြည့်ရှင်းဆောင်လိုက်ကြပြီးပြိုင်တူခေါင်းငိမ့်လိုက်လေသည်။သူဒီနိုင်ငံတော်ပရိယတ်တိတရဏတက္ကတူရန်ကုန်၌၄နှစ်တိတိ ်တရားပညာတင် जा ရသည်မင်းကိုဆရာတော်အရှင်မြတ်ဖရာဤပန်ပိုးကူညီမှုကြောင့်တက္ကတိုသည် အလွန်အစင်မြင့်ခဲ့သည်တန်ခါတပါးစီနေထိုင်ရတော်အခန်းကလေးများသည် လိုအပ်သည့်ပရိဘောဂပစ္စည်းအတင်ရှိ၏ဘာသာရက်ခုနှစ်ခုဤသင်္ကန်းစာများ အလွန်များပြားလာသည်ဖြင့် တို့တို့အလုံးအလွန်ပင်ပန်းခက်ခဲစွာစူးစားသင်ယူရတော့လေ နေထိုင်စားသားမှုမှာအလွန်အဆင်ပြေတော့ကြောင်းတကြောင်းစာချဓမ္မကတိကပါမောက္ခဆရာတော်များအတင်အပြကောင်းမွန်တော့ကြောင်းတကြောင်းစိတ်ချမ်းသာခဲ့ကြပါသည်အုတ်ချုပ်တူဆရာတော်ဖရာဤဖုန်တကူအပေါ်မှာတင်တန်းကြောင်းဤစီပင်ဝပြောမှုအပြောင်းအလဲကမူတည်နေသည် ြည်ညိုကိုကွယ်စည်းကတ်တူများသည့်အခါเจ้าဖွင့်ဖြိုးမီအရေးအချင်းအလွန်ပြေးဝတော့တင်တန်းပို့ချတူဆရာတော်များနဲ့အင်အားပြည့်မီဒါကလောကနိယာမတရားအတိုင်းဖြစ်လေသည်တင်တန်းစင်ပြီးအောင်စရင်ထွက်ပြီးတော့အခါကချင်ပြည်နယ်ရေခဲတောင်တန်းများဤခြေရင်ရှိဤရွာကလေးတို့တာဝန်အရ ရောက်လာခဲ့ရသည် ဗုဒ္ဓသာသနာထွန်ကားပြန့်ပွားရေးအတွက်မိမိဤကိုခန္ဓာတစ်ခုလုံးကိုစွန့်လွတ်ပေးဆက်မည်ဟုတစ္ဆာဆိုထားခဲ့တော်လဲတကယ်တမ်းနာမည်ဒီတာကြံတန်းခက်ခဲတော်ဤတောင်တန်းဒီတာမှာနေထိုင်တည်င်း၃ရာတိအခါမိမိတစ္ဆာပြည့်ချိန်မီလားဟုမကြာခဏစိုးရိမ်မကင်းဖြစ်ခဲ့ရသည်မိမိတို့မြန်မာစကားကိုနားမလည်တော့ ရွာသားများနဲ့သူတို့ဘာသာစကားကိုနားမလည်တော့မိမိဤအကြဆက်သွယ်ရဒီမှာတော်တော်ခက်ခဲဤဩဒါဘာသာဝင် အနှဲငယ်တာရှိတော်ဤရွာကလေးတွင်အစိုးရကစွန့်ဆန့်သောအဖြစ်လူတန်းသောကြက်တထောင်ဖြင့်လာရောက်လာရောက်အသက်ရှင်ရခြင်းသည်မနိုင်မနေဝင်ထုတ်ဝင်ပိုးတစ်ခုတာဖြစ်၏ တရွာနဲ့တရွာတွာလာရေးအတွက်ကိုချီတော်မတပါအကူဆရာရင်မရှိနှစ်တမိုင်ချောင်းနဲ့ချောင်းလက်သက်များကိုဖြတ်ကူးရတွင် အများအားဖြင့်အသုံးပြကြသည်မှာကျိန်ဖြင့်ပြုလုပ်တော်ထူတရားများ ဖြစ်သည်တချို့တရားများတွင် နင်းလျှောက်သည့်ကြံခင်းမှာကျိန်နှချောင်းတုံးချောင်းနာခင်ထားသည် ောင်းမာကကြာတုံးများကြားမှာကြောင်းမဖွယ်အတန်ဖြင့်អော်၍စီစင်းနေတော့ချောင်းရည်စီမြေပြန့်သားတယောက်အတွက်ကြီးမားသောဆွန့်စားမှုတစ်ခုပင်ဖြစ်သည်တနစ်တာဝန်ပြီးဆုံးပြီးနောက်သူဤွာတို့တက်ဆုံးတိုင်နေဖို့တွားမိပြောသည့်အခါစာတင်ဖက်တငတ်ချင်းတန်ကတချို့ကဂယုဏတော်သာဖြင့်အပြစ်တင်ကြသည် ကြည်ကြသေးတာပေါ့ကွာရွာသားတွေပဲဗုဒ္ဓဘာသာဝင် ဖြစ်လာမလားဇနကပဲမလကားဇံကြွမလားစောင့်ကြည့်ရသေးတာပေါ့သူသိစိတ်စွာပင်ပြုံးနေခဲ့ပါသည်တန်ကားတော်များကျင့်သုံးရမည်ဝိနည်းတို့ကိုသူတတ်နိုင်သည်များလိုက်နာပြီးသိခါတိကြီးစွာကျင့်ကြံပြုမူခဲ့သည်ပညာဘဟုတုတများကိုမိမိတတ်နိုင်သည်များပေးဝေငါခဲ့သည် ဗုဒ္ဓဤသားတော်ယဟန်ဆိုဒီမှာဤကဲ့သို့ချိုးချံနေထိုင်သူဤကဲ့သို့ဂယုဏရှိသူဤကဲ့သို့တိလာထောင်းတိလာဆောင်ထင်းသူဟုတစ်ချိန်ချိန်မှာရွာသားတွေနားလည်လာရမည်မိမိဒီဤရွာအတွက်ဝင်ထုတ်ဝင်ပိုးမဟုတ်ပဲဤရွာကိုကျေးဇူးပြုသူအကျိုးရှိစေသူဟုအားလုံးကလက်ခံလာစေရမည် ဤဇွဲတတိကိုရရန်တူသည်သူဤတစ္ဆာကို ထက်ကထက်ကအယုံပြုယူဆိုရလေသည်ယခုအခါတွင်ဥဇနကဟူသောဘွဲအမည်သည်ရွာသားများအတွက်စကားထဲတွင်ထဲ့ပြောရသည့်အမည်ဖြစ်လာပြီဟုတူတိရသည်လာပြေလကွယ်ဥပုပ်ရများတွင် ဥပုပ်သောတိတိဆွန်းတကတကမများဤဘေးတွင် ဆက်စုတတ်သောအခြားကလေးငယ်များမကြခဏပါလာတတ်သည်ထိုကလေးများကို သူသည်မြေတာဖြင့်နူးညံ့စွာ စကားပြောဆက်သွယ်ကြည့်သည်အပြစ်ကင်းစင်လာသောကလေးတို့သည်သူတင်ကန်းစားကိုတအံ့တော်ထီတို့ဆုတ်ကင်ကြည့်ရင် အချင်းချင်းလင်းမြန်တော့အတန်ထွက်များဖြင့်စကားပြောလေသည်တူဒီကလေးတို့အား ဥဒ္ဒဝင်ရုပ်ဆောင်စာအုပ်ကို ဖွင့်ပြလျက်ဗုဒ္ဓဤဖြစ်စဉ်ကို အခွင့်အတင့်တိုင်းပုံပြင်တစ်ဖွဲပြောပြသည် ပကြည်စရာကြီးဥပကြည်ဤပြည့်ပြည့်စွာ ခန္ဓာတော်ရုပ်ဆောင်တယုတ်ဖော်ပုံများကို ကလေးများစိတ်ဝင်စားကြပါသည်တနှစ်တိတိចောင်းထိုင်ဖုန်ကြီးအဖြစ် လက်တွေ့တာဒနာပြုပြီးနောက်ဤရွာတို့ပင်မိမိဆုံးဖြတ်ချက်ဖြင့် ထပ်မံလာရောက်ခဲ့သည်သူကလေးများဤအပြစ်ကင်းစင်သောမျက်လုံးများကြောင့်ဖြစ်သည် ထိုမျက်လုံးများကိုအေးချမ်းမှုဖြင့်တည်ငြိမ်စေလိုသည်ယုံကြည်ခြင်းဖြင့်လည်းတောက်ပစေလိုသည်ဂယုဏဖြင့်လည်းနှုတ်ညက်စေလိုသည်သူတို့ဤနှလုံးသားကလေးများကိုက ရေခဲတောင်တန်းစီမှဆွတ်ဆွဖြူတော့ နှင်းများလိုပင်သူစင်တန့်ရှင်းစီလိုသည်ယင်မဖြစ်သော ထိုစတနာကို မိုင်ပေါင်းများစွာ ဝေးကွာလာတော့ဇာတိရွာကလေးမှမိခင်ဖခင်နှပါကြည်လင်စွာတာတုခေါ်ကြလိမ့်မည်ဟု သူယုံကြည်ပါသည်